မကြီးရွယ်လေးတွေကဒီလိုမျိုးအစွမ်းထက်မယ်လို့ထင်မှထားဘူးမကြီးမိတ်ဟာလည်းမြမပြည်မှာနေရာအနှံ့ပြားတွေ့ရတဲ့အပင်ဖြစ်ပြီးတော့သူ့ရဲ့အတီးအရွယ်အခောက်တွေဟာစေဘဝင်နေဆိုတာလူတိုင်းဒီပါသိကြပါပြီအထူးသဖြင့်ကတော့မကြီးရွယ်ရဲ့ကျမ်းမာရဲ့အကျိုးကျေးဇူးတွေဟာအန်ဩစရာကောင်းလောက်အောင်ကိုမှမြပြလှတာပါမကြီးရွယ်ဟာလည်းစီဂျိုယောဂနဲ့စီဂျိုအကျိုးယောဂရှိတဲ့သူတွေအတွက်အထူးကိုမှတင်တော်ပါပြီဘာလို့လဲဆိုရင်တော့မကြီးရွယ်မှာတွေ့တင်တရားတက်ကိုထိန်းချုပ်ပေးနိုင်တဲ့တက်တွေပါဝင်နေလို့ပါပဲပုံမှန်စားသုံးပေးမယ်ဆိုရင်တော့စီဂျိုကိုထိန်းကြီးပေးနိုင်ပါပြီ ဒါပြင်ကိုမှမကြည့်ရဟာလဲအနာကျက်မြန်စေတဲ့ဂုံတက်တီလည်းရှိပါသည်ပြက်ရှာတံရရအနာတရားဖြစ်တဲ့အခါမှာမကြည့်ရတတ်ထူရီကိုလိမ့်ပြီးမယ်ဆိုရင်တော့အနာကျက်နှုံးကိုပုံမှုပြီးတော့မြန်ဆန်စေတာကိုတွေ့ရပါလိမ့်မယ်မကြည့်ရမှလဲဗီတာမင်စီတက်များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကိုကောင်းမွန်စေပါသည်ခုခံအားကောင်းမွန်တဲ့အခါမှာယောဂပိုးမှားရဲ့ရန်ကနေကာကွယ်ပေးနိုင်ပြီးတော့ဖျားနာမှုကိုလည်းလျှော့ချပေးနိုင်ပါသည်အသားရည်ကိုလည်းကြည်လင်စေခြင်းကလည်းမကြည့်ရရထူကြတဲ့အကျိုးကျေးဇူးတစ်ခုပါ သူ့မှာအန်တီအောက်ဆီဒန့်တွေပါဝင်လို့အသားအရေမှာအရေးအကြောင်းတွေဖြစ်ပေါ်တာကိုရှော့ချပေးနိုင်ပြီးတော့အသားအရေကိုလည်းပုံမကြည်လင်ဝင်ပါစေပါ යි ဒီလိုမျိုးဆိုရင်လည်းနုပြုံမှုကိုထိန်းသိမ်းပေးနိုင်တာပေါ့ကရင်ကျမရဲ့အတွက်ဆိုရင် မကြီးရွက်ကတော်တော်လေးကိုမှအတော်ဝင်ပါ යි တဖုံးရောင်ရမ်းတာနဲ့တဖုံးသွေးထွက်ယောဂတွေအတွက်မကြီးရွက်မှာပါတဲ့ဗီတာမင်စီကတက်တာကောင်းမွန်စေပါ යි မကြီးရွက်ပြုတ်ရင်လည်းပလုတ်ကျင်းပေးရင်ကရင်ကအနာတွေကိုတိတိတသားလေးကိုမှတက်တာစေပြီးတော့ကရင်အနေဆိုကင်းအောင်လည်းမကြီးရွက်ကိုစားသုံးပေးလို့ရပါ යි ။ တွားကြိုက်တွားနာတွေအတွက်ကလည်းမကြီးရွက်ကိုအသုံးပြုနိုင်ပါ ರಿ ။မကြီးရွက်ဟာနာကျင်ရောင်ရမ်းခြင်းကိုလည်းတတ်တာစေပါ ರಿ ။ကိုလက်ကြိုက်ခဲတာအဆင်ပြေရောင်ရမ်းတာမျိုးတွေအတွက်တတ်တာစေနိုင်ပြီးတော့တွေ့ဆက်တ िश ူးတွေရောင်ရမ်းတာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါ ರಿ ။ငှက်ဖျားယောဂအတွက်ဆိုရင်တော့မကြီးရွက်ရဲ့အစီနှစ်ကငှက်ဖျားယောဂပိုးကိုကာကွယ်ဟန်တားပေးနိုင်တဲ့အာနိသင်ရှိတယ်လို့ဆိုပါ ರಿ ။ရိုးရဆင်းနေတချို့မှလည်းငှက်ဖျားအတွက်ကိုမကြီးရွက်ကိုအသုံးပြုကြပါရည်။နိုတိုင်မိခင်တွေအတွက်ကလည်းမကြီးရွက်ကအကျိုးပြုပါရည်။မကြီးရွက်ရဲ့အစီအနှစ်ကနိုးထွက်ကောင်းအောင်လှုပ်ဆောင်ပေးနေတဲ့အကြောင်း နိုးကြိုတိုက်ကျွေးနေတဲ့မိခင်တွေအတွက်တဘာဝအစားအစာတစ်ခုပဲဖြစ်ပါသည်အပြိုလေးတွေခံစားရတတ်တဲ့လားစင်ရသည်လားစင်ကြိုက်ခဲနာခြင်းမှုဝေဒနာတက်တာစေဖို့အတွက်ကလည်းမကြီးရွက်နဲ့မကြီးပင်အခေါတို့ကိုအသုံးပြုပြီးတော့စားပေးလို့ရပါသည်သူ့ရဲ့ရောင်ရမ်းမှုလျှော့ချတဲ့ဂုံတက်တီတွေကြောင့်နာကျင်မှုကိုတက်တာစေတာပါမကြီးရွက်ကိုပုံမှန်စားပေးရင်တော့တွေးတိုးကြစေပြီးလေဖြတ်နိုင်ခြင်းနှလုံးသွေးကြောယောဂနဲ့တခြားသောယောဂအမျိုးမျိုးကိုကာကွယ်ရလေရောက်ပါသည်သူ့မှာပါတဲ့တတိုးဆန့်ကျင်ဖြစ်စည်းတွေနဲ့တခြားသောဓာတ်တွေက တွေးတုကိုထိန်းညှိပေးပြီးတော့နှလုံးသွေးကြောစနစ်ကိုကျန်းမာစေပါသည်။ဒါရိုက်တင်မကတိပါဘူး။မကြီးရွက်ကအသေးယောဂါကိုတက်တာစေနိုင်တယ်လို့အသေးရောင်အတဝါယောဂါစီလံချောင်းပိုးဝင်တာမျိုးဝေဒနာတွေကိုလည်းတက်တာပြောင်းပြင်စေနိုင်ပါသည်။အသေးရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေပြီးတော့ခန္ဓာကိုယ်ရဲ့ကအစိတ်အောက်တွေကိုဖယ်ရှားပေးရမှလည်းအထောက်အကူပြုပါသည်။မကြီးရွက်ကဆေးဘက်ဝင်တယ်လို့လူတတော်များများနဲ့လည်းတည်ပါသည်။ဒါပေမဲ့အလွန်အကျွံမစားမိဖို့ကိုတော့လိုအပ်ပါသည်။လေချိုးတဲ့သူတွေဆိုရင်တော့စားမိဖို့လေးနဲ့တွဲစားပေးတာမျိုးလုပ်ပေးရင်တော့ပို့ပြီးတော့အဆင်ပြေပါသည်။ ကျမရဲ့အတွက်လည်းအကျိုးများတဲ့မကြီးရွက်ကိုစားသုံးပြီးတော့ကောင်းကျိုးတွေကိုရယူလိုက်ကြပါလို့ကျွန်တော်ကတော့တိုက်တွန်းပါရစေနော်။အားလုံးပဲကျမပျော်ရွှင်ကြပါစေ။